စိတ်ပိုင်းဆိုင်ရာအသောတွေထဲမှာစစ်မှန်တော်မိမိနဲ့တွေ့ဆုံခြင်းစာအုပ်တီအကောင်းဆုံးဖြစ်သည်ဟုယူဆမိပါတယ်ဖတ်ရှုရတာအလွန်တန်ဖိုးရှိပါတယ်ဗျာတဲ့ဒီဖိပက်လေးအတွက်တကယ်ပဲကျေးဇူးတင်တယ်စစ်မှန်တော်မိမိနဲ့တွေ့ဆုံခြင်းစာအုပ်ကလေမေရီရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့စာအုပ်တအုပ်လို့လည်းပြောလို့ရပါတော့ဒီစာအုပ်ကြောင့်ပဲမေရီကစိတ်ပိုင်းဆိုင်ရာတွေ့ကို စိတ်ဝင်စားလာပြီးတော့အဲ့ဒီစိတ်ပိုင်းဆိုင်တွေကိုတစိုက်မှတ်မှတ်လေ့လာဖြစ်ပြီးတော့အခုဆိုရှင်တော့ပြန်လဲမျှဝေတဲ့လူတယောက်ဖြစ်လာတဲ့အဆင့်အထိပဲပေါ့နော်အာဒီစိတ်စိတ်မနော်မိမိနေပြည့်စုံခြင်းဆောင်ကလေကိုယ့်ရဲ့မသိစိတ်ထဲမှာရှိနေတဲ့အကြောင်းအရာတော်တော်များများကိုနားလည်လာစေတာအာဒီစောင်းရဲ့ထူခြားချက်ကလေးတူကဝတ္ထုလိုမျိုးပုံစံရေးထားတဲ့အတွက်ကြောင့်မို့လို့အာယတရောတုတပါပြီးနိုင်တယ်ပေါ့နော်အာဒီစောင်းကိုဖတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ left brain ဟော right brain ရော အလုံးလုံးလာပြီးတော့ စောင်းကိုဖတ်ပြီးသွားတဲ့အချိန်မှာတောင်းမှာပေါ့နော်အเจ้าရတော်တော်များများကကိုယ့်ရဲ့အာကောင်းထဲမှာကျန်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စောင်းကိုမဖတ်ချင်ရသေးဘူးဆိုလို့ရှိရင်တော့ဖတ်ချဖို့မရတိုက်တွန်းပါတယ်အခုဆိုလို့ရှိရင်တော့စစ်မှန်တော့မိမိနေတွေ့ဆုံချင်းစောင်းကိုပေါ့နော်ရှင်တို့မှာ audio book အနေနဲ့လည်းဝယ်ယူနားဆင်လို့ရနိုင်ပြီပေါ့နော် အာဟယ်လိုအလိုပဲမင်္ဂလာပါအမေရိကတော့တက်တက်မေရီဆိုတဲ့ကလောက်ပဲမင်းနဲ့စိတ်ပိုင်းဆိုင်ရာစောက်ထုတ်ကိုရေးသားမျှဝေနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့ကစိတ်ပိုင်းဆိုင်ကိုစိတ်ဝင်စားရဆိုရှင်တော့မေရီရဲ့ channel ကို follow လုပ်ထားလိုက်ပါနော်ကြည့်နောက်ထပ်မျှဝေမှုမှာပြန်လည်ဆုံတွေ့ကြရအောင် see you in next video bye